မင်္ဂလာပါရှင်မြမပြည်သူပြည်သားအပေါင်းကိုစိတ်နှစ်ဖြာကျန်းမာစေဖို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။အပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်သတင်းတိုင်းချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်မကတော့စင်စင်ပါ။ထမဆောင်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အတွေ့အကြုံရွေးကောက်ပွဲကို မဲထွက်ပေးဖို့ချင်းချောက်အကြက်ကင်ခံရပါကတိုင်ကြားနိုင်တယ်လို့ NUG ထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အကြံဖက်ဆဲအုပ်စုအတို့ရောင်ရေးကောက်ပွဲမှာမဲထွက်ပေးဖို့ချင်းချောက်အကြက်ကင်ခံရပါကတိုင်ကြားနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကနိုဝင်ဘာလ6ရက်ကအတည်ပြုထုတ်ပြန်လိုက်ပါတယ်။ဘသူမဆိုပြည်သူလူထုကိုအတူရောင်ရွေးကောက်ပွဲမှာမဲထွက်ပေးဖို့ ကြိုတင်မဲပေးဖို့တနည်းနည်းနဲ့ချင်းချောက်အကြက်ကင်နာကလူခွေရေချိုးဖောက်မှုရွေးကောက်ပွဲဆိုင်ရာအကြမ်းဖက်မှုကျူးလွန်တာဖြစ်တယ်လို့ဥပဒေနဲ့ညှိစွန်းတဲ့လောက်ရလေဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်အတူအောင်ရွေးကောက်ပွဲမှာမဲထွက်ပေးဖို့ကြိုတင်မဲပေးဖို့အတင်းကျပ်ချင်းချောက်အကြက်ကင်မှုတွေကိုတတ်တင်တဲ့တကွမြို့သားညီညွတ်ရေးအစိုးရထံကိုတိုင်ကြားနိုင်တယ်လို့ဆိုရတဲ့ တိုင်ကြားရေးအစီအစဉ်ကိုနေ့စဉ်ည၈နာရီမှည10နာရီအထိပြည်ထောင်စုနှင့်လူမှုကြီးကြပ်ရေးဝန်ကြီးဌာနကလက်ခံဆောင်ရွက်ပေးသွားမယ်လို့အတိအပြေထုတ်ပြန်ထားပါတယ်။ပြမှုထင်ရှားပါကအမြဲတမ်းညီညွတ်ရေးအစိုးရကကျူးလွန်သူတွေကိုဥပဒေနဲ့အညီထိရောက်စွာအရေးယူသွားမှာဖြစ်တယ်လို့အတိအပြေးထုတ်ပြန်ထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အကျန်းဖတ်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲဖြစ်နယူးဇီလန်လွှတ်တော်ကအတည်ပြုပေးလိုက်တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။ နယူးဇီလန်လွှတ်တော်ကအကြမ်းဖက်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအတုရောင်ရွေးကောက်ပွဲအဖြစ်သတ်မှတ်ရေးအဆိုကိုကန့်ကွက်သူမရှိခဲ့လို့နိုဝင်ဘာလ9ရက်နေ့မှာဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။အဆိုနဲ့ပတ်သက်ပြီးနယူးဇီလန်အစိုးရနိုင်ငံခြားရေးဝန်ကြီးရဟွန်ဝက်စတန်ပီတာကအကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲဟာအတုရောင်သာဖြစ်တယ်လို့လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံကြောင်းလွှတ်တော်မှလာရောက်ထွက်ဆိုခဲ့တာလည်းဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကလည်းနယူးဇီလန်အစိုးရနိုင်ငံခြားရေးဝန်ကြီးကလွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကိုလက်ခံတယ်ဆိုတာနဲ့အကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲဟာအထွေအယောင်သာဖြစ်လို့ဆေးအုပ်စုအနေနဲ့နိုင်ငံရေးကျင်းသားတွေကိုလွှတ်ပေးဖို့လိုအပ်တယ်လို့ပြောပါတယ်။ဒါအပြင်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့မြမအရေးဆုံးဖြတ်ချက်နဲ့အာဆီယံသဘောတူညီချက်၅ချက်ကိုလည်းအကောင့်ထည့်ဖော်ဖို့ပြောကြားခဲ့ပါတယ် ပြောင်စုဝင်ကြီးဒေါ်စင်မအောင်ကနယူးဇီလန်နိုင်ငံသားရေးဝင်ကြီးရက်ဟွန်ဝစ်စတွန်ပီတာကလည်းလွှတ်တော်ရဲ့ဆုံးဖြတ်ချက်အဆိုကိုလက်ခံကြောင်းစစ်တပ်ရဲ့ရွေးကောက်ပွဲမှာအထူးရောင်သာဖြစ်ပြီးစစ်တပ်အနေနဲ့နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရမည်ဖြစ်ကြောင်းကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့မြမရေးဆုံးဖြတ်ချက်နဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုအကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း လွှတ်တော်မှာလာရောက်ထွက်ဆိုသွားတဲ့တရင်ရဲ့နောက်ွယ်မှာစ조사အထုံးမှုတွေရှိနေကြတာတော့အသေးချာပါပဲနောက်ထပ်လည်းမြင်ရတွေ့ရအောင်ဆက်စ조사နေပါတယ်လို့၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြောကြားထားပါတယ်ဒီဆုံးဖြတ်ချက်နောက်မှာနယူးဇီလန်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့မြန်မာပြည်သူတွေနဲ့အတူရပ်တည်မှုကိုကျေးဇူးတင်ကြောင်းနဲ့နယူးဇီလန်ရောက်မြမအရေးလှှရှားနေသူတွေရဲ့ကြိုးပမ်းမှုတွေပါဝင်နေရလို့သိရပါကြောင်း ီလိုရလကောင်မြင်ရဖို့မမြင်ရတဲ့စ조사အထုတ်မှုတွေကဒုနဲ့ဒန်နဲ့ရှိနေရကြအခုလိုကျေးဇူးတင်ကြောင်းပြောကြရတာဖြစ်ကြောင်းနဲ့ရလက်တွေရတာဝမ်းသာပွဲဖြစ်တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ IPU 152ကြိမ်မြောက်အစည်းအဝေးမှာလည်း CRPH ကိုယ်စားလှယ်တွေကမြန်မာပြည်သူအ탄ကိုနိုင်ငံတကာမှာထပ်မံတင်ပြခဲ့ကြပြီးနယူးဇီလန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့တွဲဆုံဆွေးနွေးခဲ့တဲ့ပုံတွေကိုလည်းမျှဝေခဲ့ကြပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အကြံဖက်စေအိုးစုရဲ့တရားလက်လွတ်တပ်ဖြတ်မှုဖြစ်စဉ်9000ကျော်အထိရှိနေတယ်လို့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်လိုက်တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။အကြံဖက်စေအိုးစုရဲ့တရားလက်လွတ်တပ်ဖြတ်မှုဖြစ်စဉ်9124မူအထိရှိနေရလို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ဝင်ရေးဆိုင်ရာဝန်ကြီးဌာနကနိုဝင်ဘာလ3ရက်ကထုတ်ပြန်အတည်ပြုထားပါတယ်။ လူ့ခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးလက်ရှိအချက်အလက်သင်ပန်းကိုလေ့လာကြည့်မယ်ဆိုရင်လည်းလူ့ခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်မှာ2009ခုရှိခဲ့ပြီးအများဆုံးကျူးလွန်ချိုးဖောက်ခံခဲ့ရတဲ့လူ့ခွင့်ရေးချိုးဖောက်မှုအမျိုးအစားကတော့တရားလက်လုပ်တပ်ဖြတ်ခံရမှုဖြစ်စဉ်တွေဖြစ်ပြီးဖြစ်စဉ်မှာ9124မှုရှိနေပါတယ်လို့လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဖော်ပြထားပါတယ် လူဝင်ရေးချိုးဖောက်မှုဖြစ်စဉ်တွေကိုကြည့်မယ်ဆိုရင်သခိုင်းတိုင်းမှာဖြစ်ပွားမှုအများဆုံးဖြစ်ခဲ့တာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။အကြပ်ဖက်ဆဲအုပ်စုရဲ့ရဲသားပြည်သူတွေပေါ်ကျူးလွန်မှုတွေဖြစ်တဲ့လူဝင်ရေးချိုးဖောက်မှုဖြစ်စဉ်အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်စဉ်လေကြောင်းတိုက်ခိုက်မှုအရမစစ်သားစုဆောင်မှုဖြစ်စဉ်တွေနဲ့ပတ်သက်တာတွေကိုလူဝင်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့နှစ်အလိုက်လအလိုက်အချက်အလက်တင်ပေါ်မှာကြည့်ရှုနိုင်ပါတယ်။လက်ရှိမှာဆိုရင်အကြပ်ဖက်ဆဲအုပ်စုဟာတရားမဝင်ရွေးကောက်ပွဲအတွက် အားစိုက်ပြင်ဆင်နေပြီးတစ်ဖက်မှာလည်းအကြမ်းဖက်မှုတွေကိုပိုပြီးအရှိန်မြင့်လှုံ့ဆော်နေရဆိုတာလာပိုင်းအတွင်းမြင့်တက်လာတဲ့အကြမ်းဖက်မှုကိန်းကနန်းအရေးအတွက်ရသိနိုင်ပါတယ်လို့ဝင်ကြီးဌာနကအသိပေးထားပါတယ်။အကြမ်းဖက်ဆဲအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးနောက်ဆုံးရအချက်အလက်တွေရ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ3996ကြိမ်ရှိပြီးတေဆုံးသူစုစုပေါင်း4322ဦးရှိပါတယ်။ တည်ဆောင်းသူတွေအထဲမှာတော့အသက်16နှစ်အောက်ကလေးငယ်600တဦးပါဝင်တယ်လို့ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်အကြမ်းဖက်ဆဲအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကြောင်း394ကြောင်းဈေးုံဈေးကန်134ခုနဲ့ဘာသာရေးအဆောက်အုံ604ခုပြည့်စည်ဆုံးရှုံးခဲ့ပါတယ်။အကြမ်းဖက်ဆဲအုပ်စုဟာအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကိုလည်းစက်တိုက်ကျူးလွန်လျက်ရှိပြီးအစုလိုက်ပြုံလိုက်တက်ဖြတ်မှုပေါင်း464မှုကျူးလွန်ခဲ့သလို သေဆုံးသူစုစုပေါင်း4863ဦးရှိကြောင်းတွေ့ရပါတယ်အစိုးရပြုံလိုက်တပ်ဖြတ်မှုကြောင့်တည်ဆုံရသူတွေထဲမှာအသက်၁၈နှစ်ရောက်ကလေးငယ်954ယောက်ပါဝင်နေပြီးအမျိုးသမီး863ယောက်ပါဝင်ပါတယ်။အကြံဖက်ဆေးအစိုးရရဲ့အာရမစစ်သားစုဆောင်မှုတွေပြုလုပ်ရမှာဒီကနေ့ချိန်ထိအတင်းအာရမစစ်သားစုဆောင်ခံရမှုဖြစ်စဉ်စုစုပေါင်း1648ခုဖြစ်စဉ်ရှိပြီးစုဆောင်ခံရသူစုစုပေါင်း 3849ဦးရှိနေပြီဖြစ်ပါတယ်။အများဆုံးအတင်းအဓမ္မစစ်မှုထမ်းစုဆောင်းခံရသူတွေနေရာဒေသဟာမန္တလေးတိုင်းဖြစ်နေပြီးရခိုင်ပြည်နယ်ကဒုတိယအများဆုံးဖြစ်နေတာကိုတွေ့ရပါတယ်ရှင်။ဆလပီကတင်ဆက်ပေးခြင်းတဲ့တွင်ကတော့တံပန်ကြီးဦးကျော်မိုးထွန်းနဲ့ရန်ကုန်နိုင်ငံရေးတော်လှန်ရေးအဖွဲ့များတွဲဆောင်ဆွေးနွေးခဲ့တဲ့တွင်ပဲဖြစ်ပါတယ်ရှင်။ လသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းနဲ့ရန်ကုန်နိုင်ငံရေးတော်လှန်ရေးအဖွဲ့များတွဲဆောင်ပွဲကိုအော်တိုဝါလာ25ရက်ည9နာရီမှာဇွန်ပလက်ဖောင်းကနေတဆင့်ပြုလုပ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရရန်ကုန်လွှတ်တော်ကထုတ်ပြန်ပါတယ်။တွဲဆောင်ပွဲမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းနဲ့အမေရိကန်နိုင်ငံ NYCBC ဥက္ကဋ္ဌ NUG MOD မဟာဗျူဟာနဲ့စီးရင်းနိုင်ငံရေးအကြံပေးအဖွဲ့အဖွဲ့ဝင် ်ဦးတင်နေမြင့်တို့ကလက်ရှိနိုင်ငံတကာတန်တမန်အခင်းကျင်းများနဲ့ဆက်လျင်းပြီးတော့ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီးတက်ရောက်လာကြသူများကသိလိုရာများမေးမြန်းခဲ့ကြတယ်လို့ဆိုပါတယ်။တွဲဆောင်ပွဲကိုရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြည်သူ့လုံခြုံရေးအဖွဲ့များမှတာဝန်ခံများနဲ့အဖွဲ့ဝင်များရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ဂျားကာလာအစီအမံမှူးချမ်းရေးဆွဲရေးကော်မရှင်မှပါဝင်ခဲ့ကြတဲ့နိုင်ငံရေးတော်လိုင်းရေးအစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်အဖွဲ့ဝင်စုစုပေါင်း180ဦးကျော်တက်ရောက်ခဲ့ကြပါတယ်။အဆိုပါတွဲဆောင်ပွဲကိုရန်ကုန်လွှတ်တော်ကိုစားပြုကော်မတီ CRYH ကဦးဆောင်စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။အလားတူပြီးခဲ့တဲ့အစောပိုင်းကလည်းအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒေါ်စင်မအောင်လူ့ခွင့်ရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးအောင်မျိုးမင်းတို့နဲ့လည်းအခုလိုတွဲဆောင်ပွဲတွေစီစဉ်ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့အသိပေးထားပါတယ်ရှင်။ ငဖဲမြို့နယ်နေရီကန်တိုက်ပွဲတွင်းကအစံဖက်ဆဲအုပ်စုတပ်သား26ဦးကို အရှင်ဖမ်းမိခဲ့ပြီးလက်နက်ငယ်လေးလက်နဲ့ခဲယံများပြတင်းစီရမိခဲ့လို့ CDF အရှိုးထုတ်ပြန်လိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းငဖဲမြို့နယ်မှာရှိတဲ့အကြံဖက်စစ်တပ်ရဲ့နေရီကန်ပြူဟာကုန်းနှစ်လတာတိုက်ပွဲအတွင်းစေအုပ်စုတပ်သား26ဦးကိုအရှင်ဖမ်းမိခဲ့ပြီးလက်နက်ငယ်၄လက်နဲ့ခဲယံအများပြတင်းစီရမိခဲ့လို့ ချင်းကာကွယ်ရေးတပ်အရှုံ CDF အရှုံကမနေ့ကထုတ်ပြန်ပါတယ်။စတင်ပါလာလာဆန်းကစတင်ပြီးတော့နေရီကန်ဗျူဟာကုန်းစခန်းကိုစစ်ကိုလာတဲ့အကြမ်းဖက်စစ်အုပ်စုတပ်တွေကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်မှုတွေအပြင်ခုခံစစ်တွေပြုလုပ်နေရာနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေရပဲဖြစ်ပါတယ်။အကြမ်းဖက်စစ်အုပ်စုဘက်ကလည်းနေရီကန်ဗျူဟာကုန်းမကြဆုံးရေးအတွက်လေချောင်းပစ်ကူနဲ့ စစ်ကိုတပ်တွေအဆက်မပြတ်တိုက်ခိုက်နေလို့စက်တင်ဘာလအစမှအော်တိုဘာလလကုန်အထိနှစ်လတာတိုက်ပွဲအတွင်း CDF အရှိုတပ်ဖွဲ့ဝင်2ဦးအသက်ပေးလူခဲ့ပြီးခြေလက်အင်္ကာဆုံးရှုံးသူ2ဦးဒဏ်ရာသူ9ဦးရှိခဲ့တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့မိခင်ဖြစ်သူဒေါအောင်ဆန်းစုကြည်နဲ့နိုင်ကျင်းတွေလွတ်မြောက်ရေးအတွက်တောင်းဆိုပေးတဲ့ပြင်သစ်နိုင်ငံကိုကျေးဇူးတင်တယ်လို့ကိုထိန်လင်းပြောကြားလိုက်တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်အပါအဝင်သမရဦးဝင်းမြင့်နဲ့နိုင်ငံရေးကျင်းသားများအားလုံးကိုချွင်းချက်မရှိချက်ချင်းလှုပ်ပေးဖို့ပြည်သက်နိုင်ငံကထပ်မံတောင်းဆိုပေးတဲ့ပေါ်အထူးကျေးဇူးတင်ရှိရလို့ King Eric ခေါ်ကိုထိန်လင်းကပြောကြားလိုက်ပါတယ်။ပြည်သက်သမရ Emmanuel Macron ပြည်သက်အစိုးရနဲ့ပြည်သက်ပြည်သူတွေကိုလှိုင်လဲစွာအထူးကျေးဇူးတင်ရှိရလို့ကိုထိန်လင်းကပြောပါတယ်။ကိုထိန်လင်းကမေမေနဲ့မြန်မာပြည်သူတွေကို ြင်သစ်နိုင်ငံကောင်းဆောင်တဲ့ပြည်သူတွေကတနာခိယနာထားပြီးအမြဲတမ်းထောက်ခံအားပေးမှုတွေအတွက် အထူးကျေးဇူးတင်ရှိရလို့ပြောပါရယ်။ကိုထိန်လင်းကပြင်သစ်နိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာနရဲ့မြန်မာအထွတ်အထူးကိုယ်စားလှယ်မစ္စတာခရစ်စတန်လက်ရှေဘီနဲ့တွေ့ဆုံခဲ့ပြီးပြင်သစ်သမ္မတမက်ခရိုဝင်ထံကနေမိခင်ဖြစ်သူဒေါအောင်ဆန်းစုကြည်ထံကိုပေးပို့တဲ့ပုဂ္ဂိုလ်ရေးစာကိုလက်ခံရရှိခဲ့တယ်လို့ပြောပါရယ်။စာထဲမှာပြင်သစ်သမ္မတအီမနူဟယ်မက်ခရွန်က ထောင်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအနေအထားကိုစိုးရင်ပူပန်တယ်လို့ဖော်ပြထားသလို မိခင်ဖြစ်သူအပါအဝင်သမရဦးဝင်းမြင့်နဲ့နိုင်ငံရေးကျင်းသားအားလုံးကိုချင်းချင်းမရှိချက်ချင်းလှုပ်ပေးဖို့ထက်မှန်တောင်းဆို ပေးထားတယ်လို့ကိုထိန်လင်းကအတည်ပြုထားပါတယ်။ကိုထိန်လင်းကအသက်ကြီးလာပြီဖြစ်တဲ့ကျွန်တော်မိမိဟာအချုံနောင်ထဲမှာကျမ်းမာရေးမကောင်းတော့ပါ။မိမိဟာနိုင်ငံလွတ်လပ်ရေးအတွက်သူ့ဘဝတသက်တာတလျှောက်စူးစမ်းဆောင်ရွက်ခဲ့သူဖြစ်တယ်။မေလွမြောက်ချင်းဟာလူခွင့်ရင်နဲ့ လူကုန်တိုက်ခါအတွက်သာမကမြန်မာပြည်ရဲ့လွမြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်တယ်လို့ပြောပါရယ်။ပြင်သစ်နိုင်ငံရဲ့တနာခိယူနာတရားအားပေးမှုနဲ့မိတ်ဆွေကောင်ပိတခြင်းတို့အတွက်လှိုက်လှိုက်လဲလဲခံစားရပြီးဒါဟာအမှန်တရားငြိမ်းချမ်းရေးနဲ့လွမြောက်ရေးတို့ကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတာကဘာတော်ဝန်ကလူတွေကိုအတိပေးလိုက်တဲ့စိတ်ရေးဆိုင်ရာခေါင်းဆောင်မှုတည်းရဲ့ဖြစ်တယ်လို့ကိုထိန်လင်းကပြောပါရယ်ရှင်။ ထမှန်တဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ UK နိုင်ငံရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ထားတဲ့ဂျားကနေအကြမ်းဖက်စစ်အုပ်စုကမတမာတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့အကျိုးမြတ်ရရှိနေတယ်လို့ GFN ကထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ UK နိုင်ငံရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ထားတဲ့ဂျားကနေအကြမ်းဖက်စစ်အုပ်စုကမတမာတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့အကျိုးမြတ်ရရှိနေတယ်လို့ Justice for Myanmar ကထုတ်ပြန်ပါတယ်။ အကြံဖတ်ဆဲအုပ်စုက British ပင်လယ်ရခြားနယ်မြေတွေမှာစီးပွားရေးလုပ်ငန်းတွေလှုပ်ဆောင်နေပြီးအဲဒီလုပ်ငန်းတွေက ပြည်သူတွေပေါ်ကျူးလွန်တဲ့သူတို့ရဲ့အကြံဖတ်ဆစ်စင်ရေးကိုဘဏ္ဍာငွေထောက်ပံ့နေရလို့ Justice for Myanmar ကအတိပေးထားပါတယ်။အကြံဖတ်ဆဲအုပ်စုထိန်းချုပ်ထားတဲ့တဘာဝတံငွေစီမံကိန်းတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့ကုမ္ပဏီတွေနဲ့များပြားရှုပ်ထွေးလာတဲ့ပြည်ပကုမ္ပဏီကွန်ရက်တွေကတဆင့် ုပ်ငန်းတွေဆက်လက်လည်ပတ်နေပြီးအကြံဖတ်ဆဲအုပ်စုရဲ့အကြီးမားဆုံးနိုင်ငံသားဝင်ဝင်ရင်းမြစ်ဖြစ်တဲ့ရေနံတဲ့တဘာဝတံငွေကဏ္ဍကို အသက်ဆက်ပေးနေလို့ထောက်ပြထားပါဗျ။အဲ့ဒီကုမ္ပဏီတွေထဲကကေမန်ကျွန်းစုများရှိ Atman Transportation Limited နဲ့ဘာမြူဒါရှိမုတ်တမ Gas Transportation Company Limited ကုမ္ပဏီနှစ်ခုကိုအကြံဖတ်ဆဲအုပ်စုကပူးတွဲပိုင်ဆိုင်ထားပြီးသူတို့ဘုတ်အဖွဲ့တွေမှာအကြံဖတ်ဆဲအုပ်စုကိုယ်စားလှယ်တွေပါဝင်နေရလို့ဖော်ပြထားပါဗျ။ ကင်မန်ကျွန်းစုတွေနဲ့ဗာမျူတာအာနာပိုင်တွေစီ Justice for မြန်မာကဥပဒေကြောင်းအရတိုင်ကြားချက်များပေးပို့ခဲ့ပြီး18လကြာမြင့်ခဲ့ပြီးနောက်ပိုင်းမှာ UK နိုင်ငံရဲ့စစ်အုပ်စုအပေါ်ဓာတ်ကပ်ပိတ်ဆို့မှုတွေချမှတ်ထားတဲ့ကြားကမတမာစီးပွားရေးလုပ်ငန်းတွေဆက်လက်ရှင်သန်လုပ်ကိုင်နေတာဖြစ်ပါတယ်။ဗာမျူတာနဲ့ကင်မန်ကျွန်းစုအာနာပိုင်တွေက UK တန်ခတ်ပိတ်ဆို့မှုတွေကိုအသက်သွင်းလှုံ့ဆော်ရမှာဖြစ်ပြီးအဲ့ဒီကုမ္ပဏီတွေကိုလည်းအပြည့်အဝစုံစမ်းစစ်ဆေးရမှာဖြစ်ပြီးတရားဝင်မြန်မာဆဲအုပ်စုကိုသူတို့ရဲ့နယ်မြေတွေအတွင်းစီးပွားရေးလှုံ့ဆော်တာကိုရပ်တန့်ရမှာဖြစ်တယ်လို့ Justice for Myanmar ကထုတ်ပြန်ထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါကတော့သခိုင်းတိုင်းမှာအကြမ်းဖက်စစ်တပ်ဖြတ်မှုကြောင့်တပတ်တွင်းပြည်သူ၄၀ခန့်တေဆုံးခဲ့တဲ့တဲ့ငါဖြစ်ပါတယ်ရှင်။ အကြမ်းဖက်စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်တပတ်အတွင်းပြည်သူ40ခန့်တေဆုံးခဲ့တယ်လို့နိုင်ငံရေးကျင်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကနိုဝင်ဘာလ9ရက်မှာထုတ်ပြန်ထားပါတယ်။နိုင်ငံရေးကျင်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကကောက်ယူထားတဲ့သတင်းအချက်အလက်တွေအရ2025ခုနှစ်အောက်တိုဘာလ1ရက်ကနေနိုဝင်ဘာလ9ရက်အထိသခိုင်းတိုင်းမှာအကြမ်းဖက်ဆဲအုပ်စုကြောင့်အမျိုးသမီး9ဦးနဲ့အမျိုးသား30ဦးစုစုပေါင်း39ဦးတေဆုံးခဲ့ရတာကိုအမည်နဲ့တကွအတည်ပြုနိုင်ခဲ့လို့ဖော်ပြထားပါတယ်။ အဲ့ဒီထဲမှာအသက်16နှစ်ယောက်ကလေးငယ်17ဦးပါဝင်တယ်လို့လဲဆိုပါတယ်။တည်ဆုံးသူတွေထဲမှာ26ဦးကအကြဖတ်ဆဲအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အများဆုံးတည်ဆုံးခဲ့ရတယ်ဆိုတာနဲ့အလားတူအဆိုပါကာလအတွင်း၎င်းဒေသမှာပဲအတီးပြုတ်ရန်လိုအပ်နေစေတည်ဆုံးရတာ38ဦးရဲ့စည်ရင်းကိုလည်းတိချောက်ယူစူးစမ်းပြီးအတီးပြုတ်နိုင်ရန်ဆောင်ရွက်နေရလို့လည်းအတည်ပြုထားပါတယ်။ ီးခဲ့တဲ့နိုဝင်ဘာလ2ရက်မနက်ပိုင်းမှာသခိုင်းတိုင်းချောင်းဦးမြို့ရှိအထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်ဆဲအုပ်စုကလက်နက်ကြီးတွေနဲ့ချောင်းဦးမြို့နယ်ငလုံးတင်ကျေးရွာအတွင်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်မတ်သိမ့်သိမ့်အောင်ခေါ်ညိုချောနဲ့မတ်ယုံမီမီခိုင်တို့နှစ်ဦးကြီးစားထိမှန်တည်ဆုံးခဲ့ပါတယ်ရှင်ချင်းပြည်ကောင်စီကတို့ရောင်ရွေးကောက်ပွဲစန့်ကျင်ဓာစီရင်နဲ့ ပြည်သူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာလှုပ်ထုံးလုပ်နည်းတွေကိုထုတ်ပြန်လိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ချင်းပြည်ကောင်စီကအကြံဖတ်ဆဲအုပ်စုကပြုလုပ်မဲ့အတူရောင်ရေကောက်ပွဲစန့်ကြံဒါစီရေးနဲ့ပြည်သူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာလှုပ်ထုံးလုပ်နည်းတွေကိုနိုဝင်ဘာလ6ရက်ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။ဆရာနာရှင်စနစ်တည်မြဲရေးအတွက်ပြည်သူဆန္ဒမပါရှိဘဲအတွေ့အကြုံရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပပြုလုပ်ရန်စီစဉ်လျက်ရှိပါတယ် ဒီလောက်ရကဒီမိုကရေစီစနစ်ကိုဖျက်ဆီးပြီးပြည်သူလူထုအခွင့်အရေးများကိုချိုးဖောက်ခြင်းဖြစ်ပြီးချင်းပြည်သူလူထုရဲ့ဒီမိုကရေစီအခွင့်အရေးနဲ့ပြည်သူအခြေခံအခွင့်အရေးများကို အကာအကွယ်ပေးရန်အထူးလိုအပ်လာပါတယ်။ဒါကြောင့်ချင်းပြည်ကောင်စီကချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ2023မှာပေးအပ်ထားသော လုတ်ပိုင်ခွင့်အရအကြံဖတ်စစ်ကော်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်တားဆီးရင်းနဲ့ပြည်သူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာလုံထုံးလုံနီးကိုဤအမိန့်ကြေညာချက်ဖြင့်ထုတ်ပြန်လိုက်တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီအမိန့်ကြေညာချက်ထဲမှာတားမြင့်ချက်၈ချက်ကိုထည့်သွင်းထားတာတွေ့ရပြီးအဲ့ဒါတွေကတော့အတူရောင်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြန်ရန်ချင်းလူမျိုးအမိခံနိုင်ငံရေးပါတီတီထောင်တာချင်းပြည်အတွင်းပါတီယုံဖွင့်လှစ်ခြင်းမပြုလို့ရဘူး ချင်းမျိုးနယ်စုအမိခံနဲ့တည်ထောင်ထားတဲ့နိုင်ငံရေးပါတီတွေကအကြံဖတ်ဆဲအုပ်စုရဲ့ရွေးကောက်ပွဲကော်မရှင်ထံကိုမှတ်ပုံတင်ထားမယ်ဆိုရင်အခုအမိတ်တင်ညာချက်ထုတ်ပြန်တဲ့နေကစားပြီးနိုင်ငံရေးပါတီဖြစ်ကနေအလိုလျောက်ပြက်ပြဲလို့ဖော်ပြထားပါတယ်။ဒါအပြင်မိသူမဆိုချင်းပြည်အတွင်းအတူရောင်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ခြင်းပါတီယုံဖွင့်ခြင်းမပြုလို့ရ ညီသူမဆိုနိုင်ငံရေးပါတီတခုခုရဲ့ကိုယ်စားလှယ်လောင်းအဖြစ်၎င်းတတိပုဂ္ဂလအဖြစ်၎င်းအတူရောင်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခြင်းမပြုရမဲဆွယ်စည်းရုံးခြင်းဟောပြောခြင်းစာတမ်းဖြန့်ဝေခြင်းများမပြုလို့ရလူမှုကွန်ရက်စာမျက်နှာတွေမှာချင်းပြည်သူလူထုကိုရည်ရွယ်ပြီးမဲဆွယ်စည်းရုံးခြင်းမပြုလို့ရလို့ဖော်ပြထားပါတယ်မြန်မာနိုင်ငံအနှံ့အပြားမှာစစ်ပေးရှောင်နေကြတဲ့အချင်းလူမျိုးအရက်သားပြည်သူများကိုဖြစ်စေ ချင်းပြည်မှာနေထိုင်ရရှိတဲ့ရသားပြည်သူများကိုဖြစ်စေအတင်းအာရမဆန္ဒမဲပေးစေခြင်းချင်းချောက်ခြင်းမပြုလို့ရနဲ့အတူရောင်ရွေးကောက်ပွဲမှာပေါ်ပေါက်လာတဲ့မိတိအစိုးရသို့မဟုတ်မိတိရန်နေရာထဲမှာပအဝင်ပတ်သက်ခြင်းပူပေါင်းခြင်းမပြုလို့ရလို့ဖော်ပြထားပါတယ်။အခုတာမြင့်ချက်တွေကိုဖောက်ဖျက်ကျူးလွန်မှာကအပိုက်8930တရရဲ့အတွက်ကျူးလွန်သူတွေကို ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါကပိုင်ဆိုင်မှုအလုံးကိုပြည်သူပိုင်ဖြစ်သိမ်းဆီးခွင့်ရှိကြောင်း အပိုက်89 30 73 95တရရက်ကို ဖောက်ဖျက်ကျူးလွန်သူတွေကိုပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက အနည်းဆုံးထောင်ဒဏ်3နှစ်ကနေအများဆုံးထောင်ဒဏ်5နှစ်အထိသို့မဟုတ်ငွေကျပ်10သိန်းကနေချက်သိန်း20အထိသို့မဟုတ်ပြစ်ဒဏ်2ရက်လုံးချမှတ်နိုင်ပါတယ်အပိုက်71 24တရရက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရပါကအ ਨੇ ဆုံးထောင်နှံတစ်နှစ်ကနေအများဆုံးထောင်နှံ၃နှစ်သို့မဟုတ်ငွေဒဏ်၅သိန်းကနေ၁၀သိန်းအထိသို့မဟုတ်ဖြစ်ဒဏ်၂ရက်လုံးကိုချမှတ်နိုင်ပါတယ်။ ဆွဆွဲခံရသူတွေကိုတတ်ဆိုင်ရာဒေတာအုပ်ချုပ်ရေးအဖွဲ့ရဲ့စီမင်းစည်းကမ်းဥပဒေလုံထုံးလုံဤအပါအဝင်အဲ့ဒီလုံထုံးလုံဤကျင်ညာချက်ပါအချက်များနဲ့လျော်ညီစွာကင်တွယ်မယ်ဆိုတာနဲ့နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနဲ့ဂျနီဖာကွန်ဗင်းရှင်းအပါအဝင်နိုင်ငံတကာစံချိန်စံညွှန်းများအတိုင်းဆောင်ရွက်မှာဖြစ်တယ်လို့ဖော်ပြထားပါတယ်ရှင်။ ခုနောက်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ဖြူးမျိုးနယ်မှာအကြမ်းဖက်ဆဲအုပ်စုဂျိုင်ယိုကော်ပတာတစည်းပြည်သူကိုဘုံကျဲတပ်ဖြတ်ပြီးနောက်ပြက်ကြကမောင်းနှင်သူနှစ်ဦးသေဆုံးခဲ့တဲ့တွင်ပဲဖြစ်ပါရဲ့ရှင်ဘကိုးတိုင်းပြူးမြို့နယ်မှာအကြမ်းဖက်ဆဲအုပ်စုရဲ့ဂျိုင်ယိုကော်ပတာတစည်းပြည်သူ့ကိုဘုံကျဲတပ်ဖြတ်ပြီးနောက်ပြက်ကြကမောင်းနှင်သူနှစ်ဦးသေဆုံးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းသုံးအာနာဝကစစ်ကြောင်းကထုတ်ပြန်ပါတယ်။နိုဝင်ဘာလ6ရက်မနက်ပိုင်းကပြူးမြို့နယ် မကြီးကုန်းတောင်ရွာအတွင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်ဆဲအုပ်စုကလက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်ခဲ့ပြီးအသေးခံဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဆက်လက်ပြီးအဲဒီနေ့လယ်ပိုင်းမှာချိုင်ဝကော်ပိုရာနှစီးနဲ့ဘုံသီးနှလုံးထပ်မံကျဲချခဲ့ရာအဖြစ်မဲ့ပြည်သူတအူဝမ်ပိုက်ပွင့်ထွက်ဒဏ်ရာနဲ့တေဆုံးခဲ့ပြီးနေအိမ်ခုနှလုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီလိုပြည်သူကိုဘုံကျဲတပ်ဖြတ်ခဲ့တဲ့ချိုင်ဝကော်ပိုရာနှစီးအနက်မှတစ်စီးဟာဘုံကျဲပြီးအပြန်ဖြူးမြို့နယ် ်တကွနိုင်ရွာအနီးမှာပြက်ကျခဲ့ရာမောင်းနယ်လိုက်ပါလာသူနှစ်ဦးသေဆုံးခဲ့တာပဲဖြစ်ပါတယ်ရှင်။ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းချင်းချုပ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။